ဒီနောက်ထပ်တစ်ခုပေါ့နော်စကားစားမှာဂျင်းထည့်တာတစ်ခုရှိသေးတယ်စကားတကားထဲမှာကွန်လုံးရ40လားအလားမဟုတ်နောက်တကားလားမသိဘူးအဲ့ဒီစကားထဲမှာ तू မဲနိုင်တာလေအဲဟုတ်တယ်ဟုတ်တယ်ဒီတက်တိုက်ဖို့စခန်းကိုတက်တိုက်ဖို့မဲနိုင်တာမဲနိုင်တော့ तू တိုက်ရှင်နဲ့တရင်မှုကဘာလုပ်လဲဆိုတော့ तू ကမဲလိုက်အလုံးကိုဗလာလုပ်လိုက်တယ်ဗလာလုပ်ပြီးကမှအင်းမဲမဲပေါက်တဲ့ကောင်တိုက်တိုက်မယ်ဆိုပြီးကမှမင်းယင်နိုင်မင်းယင်နိုင်မင်းယင်နိုင် तू နောက်ဆုံးမှနိုင်မယ်ပေါ့ဆိုပြီးကမှ အဲအကုန်လုံးနှိုက်လိုက်တော့အကုန်လုံးကဘလာပဲဒါပေမဲ့အထဲမှာကျန်တဲ့တလိပ်ကလည်းဘလာပဲဘလာပဲကို तू ကဒီတလိပ်ပဲကျန်တော့တယ်ဒါဆိုရင်တော့ပေါက်ပဲပဲငါငါတက်တိုက်လိုက်မယ်ဆိုပြီးတော့မှအဓိကလူငယ်တွေကအဲ့ဇကားကိုကြည့်လို့ရှိရင်တည်းငယ်ငယ်ကြောင်းသားဘဝတော့ကြည့်ဟာအဲ့ဇကားဟာအဲငါသာတိမ်ဦးဖြစ်ခဲ့ရင်ပေါ့ဂျင်းဂျင်းဂျင်းမျိုးတော်သေးတယ်ဒီကအဲ့ချိန်မှာလေးဘက်ထောင်းရှင်နေပြီးဟောင်းရှင်နေပြီးတော့နားမလည်ဘူးဇာနေရွက်တွေရှည်ထွက်လာပြီးတော့မသိဘူး နှုတ်သီးဒီလိုဖြစ်လာတာကိုနားမလဲသေးဘူးဗျာဘယ်လိုမျိုးဆရာတေလေးကတော့ပြောလဲပြောတတ်တယ်ဗျာတလားစီရီယန်စသပီတာတယ်တကယ်စက်တက်ပတ်သက်တဲ့မကောင်းကြောင်းတွေကိုဘယ်နဲ့ပြောချင်တယ်လဲမသိဘူးစီရီယန်ဝင်ပြီးတဲ့ပြောလိုက်တာဆိုယနေ့ချိန်ထိမရက်နိုင်သေးဘူးတကယ်အမတ်တရတော့တောက်ချောက်ကိုလွတ်နေတာသူတို့တော်လိုင်းဗီဒီယိုများအားလုံးမင်္ဂလာပါဒီကနေ့မတ်လ16ရက်နေ့အတွက်ပြပါဦးဆိုတာတော်လိုင်းနဲ့ပတ်သက်တဲ့ တည်င်းဦးတည်င်းထူတွေကျွန်တော်ပြောမှာမဟုတ်ပါဘူးကျွန်တော်ဗီဒီယို only reaction လုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးဗီဒီယို လေးကတော့ဒါကျွန်တော်တို့ဒီ KNL တမဟာခွန်ကစေဦးစီချုပ်ဖြစ်တဲ့ဒါကျွန်တော်အဖူးစော့ journey ကိုပြောမယ်ဆိုရင် PDF တက်ဖွဲ့တွေကပေါ့ဗျာကျွန်တော်တို့သူပြောနေတဲ့ဗတ်တက်တွေရပေါ့ဗျာသူတို့ပြောနေတဲ့ဗတ်တက်တွေရပေါ့ဗျာသိရမလားအာ drone နေနဲ့အာတိုက်ခတ်ခဲ့တယ်ဆိုပြီးတော့မှကျော်စိုးဦးရဲ့ဒါကျွန်တော်တို့ပြောစကားတန်လေးနောက်တော့ကြည့်ပါနော် ပြီးအမှတ်တရတစ်ခုထပ်ချပြမယ်။နောက်တဲ့အခြေအနေတစ်ခုကတော့ကျွန်တော်တို့ဒါ KNL တက်မာခွန်ခွန်ရဲ့ဒီဌာနချုပ်ဌာနချုပ် area တဲ့ကိုဒီစစ်သွေးကြပြည်တဲ့ဒီကနေပြီးတော့အသေခံ drone 30နဲ့ဒီကနေ့မနက်တိုက်ခတ်မှုတွေပြုလုပ်ပါတယ်။အဲ့တော့အိမ်ကတော့ကျွန်တော်စောကြုံနေရဲ့အိမ်ပါစောကြုံနေရဲ့အိမ်ကိုစစ်သွေးကြပြည်တဲ့ဒီက အာဒီအသေးက drone သုံးစီးနဲ့တိုက်ခတ်မှုတွေပြုလုပ်တယ်ဒီဥစောကျော်နေရဲ့အိမ်ကိုစစ်သွေးကြပြီးတဲ့တွေကတိုက်ခတ်မှုက၃ရင်ရှိပါပြီပထမတစ်ခါက2024ခုနှစ်အော်တိုဘာလ22ရက်နေ့မှာတရင်တိုက်ခတ်တယ်ပြီးရင်ကျွန်တော်2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာတရင်တိုက်ခတ်တယ်လက်ရှိလက်ရှိဒီကနေ့မှာဒီကနေ့မနက်ပိုင်းမှာလည်းကျွန်တော်တရင်တိုက်ခတ်ပါတယ်အဲ့တော့၃ရင်တိုက်ခတ်ပါတယ်ကျွန်တော်တို့ဒီတက်မာခွန်ကလက်ရှိ လက်ရှိစီးပြိပုကတဲမှာဝင်မပါတာကတက်မာခွန်တစ်ခုပဲရှိပါလေတက်မာခွန်တော့ရှင်းပါလေငါတို့တိုက်လာခဲ့တာ2,800ကျော်သွားပြီမင်းတို့တိုက်ရှင်မင်းတို့တိုက်ငါတို့ဝင်မပါဘူးလို့သူကပြောထားခဲ့တဲ့ KNU ရဲ့ခေါင်းဆောင်ပါပါအဲ့ဆိုပိုလိုတူစကန်ကဘာလို့ကြောက်သွားတော့တက်မာခါခွန်က KNU လုံးမလုံးဆိုရင်လေမင်းစောက်ယူလို့ကရင်ကျောင်းလည်းဘာမှသိရမှာမဟုတ်ပဲနဲ့ကရင်ဝစ်ဆောင်ကျောင်းတော့သိမဲ့ကောင်းမဟုတ်ဘူးဦးစောကျော်ညီကလက်ရှိကျွန်တော်စီးပြိပုကအတွင်းမှာသူဝင်မပါပါဘူးအဲ့တော့ PDF တွေက အာသူဒီပူပေါင်းပြီးတော့တိုက်ဖို့အတွက်စစ်ဒီ PDF ရာသွားပြီးတော့ဦးစောကျော်ညိုသွားပြောတယ်သွားပြောတဲ့ကောင်မှဦးစောကျော်ညိကငါတို့တိုက်လာခဲ့တာနှစ်ပေါင်း80ကျော်သွားပြီတက်မရောမင်းတို့တိုက်ချင်တိုက်မင်းတို့ပြောတဲ့စစ်ကောင်စီတိုက်ချင်မင်းတို့တိုက်ငါတို့မတိုက်တော့ဘူးငါတို့မတိုက်ဘူးလက်ရှိအခင်းချင်းမှလည်းဦးစောကျော်ညိကစီရဲထဲမှာဝင်းကုန်မပါတာသူကတက်မခွန်ကဝင်းမပါတာအဲ့မှာကျွန်တော်တို့ဒီတက်မခွန်ထဲမှာရှိရဲ့ဒီတက်မရောရဲ့စကန်ကိုတိုက်တာကဒီ PDF နဲ့အခြားသော KNU အဖွဲ့တွေကဝင်တိုက်တာတက်မာခွန်အဖွဲ့တွေကဝင်တိုက်တာတော့မဟုတ်ဘူးအဲ့ဒီကိစ္စကိုဒီ PDF တွေကလည်းမကျင်တဘူးမကျင်တဲ့ခါမှာသူတို့ပြည်ပကတခုဖြစ်လာပြီဆိုရင်အဲဒီတက်မတော်တိုက်ခိုက်တဲ့ညီသူတို့ကပုံမှားတွေ့မြော်သူတို့တောက်လျှောက်ကိုသူတို့ဘုံကျဲအတင်းကဒုံးနဲ့တိုက်ခိုက်မှုတွေပြုလုပ်တာအဲ့တော့ခင်ဗျာတက်ကဥစောကျော်နေအိမ်တက်မတော်ကတိနေရပါဗျာခင်ဗျာသွားတိုက်ချင်တယ်အတင်းကဒုံးနဲ့ပဲတိုက်မယ်ဗျာခင်ဗျာကလည်းလင်းနဲ့ပဲခင်ဗျာလင်း၃စီးတော့နေခင်ဗျာဘုံကျဲပလိုက်ပါဗျာ တမတော်အဲ့လိုလိုဒီကနေ့ဥစောကြောနေမြဲရှိလို့မရှိတော့ဟုတ်လားအဲ့ဒီဖြစ်စရာတမတော်လုံတော်မဟုတ်ပါဘူး PDF တွေလုံချင်းဖြစ်ပါတယ်ခင်ဗျာတမတော်ကလုံချင်းဗျာခင်ဗျာဒီအသေးကန်း drone နဲ့သွားကျဲမလားဗျာအဲဟမ်သွားကျဲမလားဗျာလင်းခင်ဗျာလင်းနှစ်စီးလောက်နဲ့သွားကျဲလိုက်တော့မဟုတ်ဗျာဒါမှမဟုတ်လည်းခင်ဗျာဘုံကျဲလင်းနဲ့သွားကျဲလိုက်သွားကျဲလိုက်မှာပေါ့သွားကျဲလိုက်မှာပေါ့ဗျာအဲ့တော့ဒါတော့ကျွန်တော်တို့ဥစောကြောနေတဲ့ PDF တွေရဲ့ကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေပါအဲ့တော့ PDF တွေကလည်းဥစောကြောနေတို့က အသေးအသေးတက်ချင်တာလောက်ကြံရအောင်ဗျာဥဥစောချင်တော့လောက်ကြံနေတာဒါလောက်ကြံတော့လည်းအထားမပြောက်သေးဘူးဗျာဒါဘယ်လိုပဲဖြစ်ဖြစ်ဒါဂရုစိုက်မဲ့အခြေအနေပေါ့ဒါတော့ကျွန်တော်တို့ဒီကနေ့ဆက်ဆက်တဲ့အခြေအနေကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်အာငါတို့ DKB မှာကွာတည်လားငါတို့နေခဲ့ပြီးတဲ့ DKB မှာ 4A1 ဆိုတာရှိတယ်ကွာတည်လား 4A1A ကိုမင်းပထွေးစက္ကစားရလေမင်းပထွေးစက္ကစားဒါ DKB ဆိုတာပြောမှဆိုဆက်တဲ့နဲ့ဖီလိုဖင်ခံနော်ဖီလိုဖင်ခံပဲဒါတဲ့ပြောတာ BGA DKB ဆိုတာဖီလိုဖင်ခံပဲ BGA ကမှနှစ်ဖက်ခွာသေးတယ် B ်ဟော DGB ကမှနှစ်ဖက်ခွာသေးတယ် BGA ကမှလုံးဝဟိုဟာထဲမှာစကားစားတဲ့တကစ်ဖေလိုပင်ကစစ်စစ်ဘာမတဲ့ DGB ကမှနှစ်ဖက်ခွာသေးတယ်အဲ့ DGB မှာ 4A1 ဆိုတာရှိရယ်အဲ့ 4A1A ကို Memory စကားစားတွေကလေရင်နဲ့လာကြတာအဲ့ 4A1A မှာဖမ်းထားတဲ့စေးဆွဲတွေတဲ့ဖမ်းထားတာကွာဖမ်းလာတာစေးဆွဲတွေလို့ဆိုပြီးတော့မှပြန်လည် ပြုပြင်လုပ်ငန်းလုပ်ဖို့အတွက်ကိုသူ့မပို့ခင်မှာထားတာအဲ့လိုသေသွားတယ်ဆိုတော့အဲ့လေရင်နဲ့ဘုံကျဲတဲ့ကိစ္စတွေကဟိုဘယ်လိုပြောမလဲဒါက မင်းတို့ဘက်ကမကျေနပ်ဘူး။ကရင်လူမျိုးတွေနဲ့ပတ်သက်ပြီးတော့မှပရိပက္ခလုံတော့မယ်ဆိုရင်မင်းတို့လုံနေကြအကွက်တွေကသေးလား။တအသေးကန် drone နဲ့လုံရတော့တဲ့ထီကွာ KNU ဆိုတော့ကွာပြောမယ်ဆိုရင် PDF တွေပရောအောင်ခုလုံခွင့်ပေးတယ် KNU ကွာ PDF တွေကလုံမလားလို့စောက်ယူရဲစဉ်းစားကြည့်ကိုအဲ့တော့ဒီတတိယကိုပို့ပြီးတော့မှအတိအကျအသေးချာဖြစ်သွားအောင်လို့ခေတ္တကကိုနာကြီးပြောပြပါလိမ့်မယ်နောက်ထောင်ကြည့်ပါကင်းဘီလင်ကကင်းယူတမဟာခုနှစ်နေမြမှာရှိတဲ့ GNL CUC ချုပ်ဘိုးချုပ်ကြီးစောဂျွန်နီရဲ့နေအိတ်အနီးကို ဂျပန်စကောက်စီတပ်ကအသေးကန် drone တွေနဲ့ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ KNU သတင်းအရင်းမြစ်ကရုံးခက်တဲ့ကိုပြောပါတယ်။ကြားရနော်။ KNU သတင်းအရင်းမြစ်ကပြောတာနော်။မင်းတို့လိုမျိုးစောက်ပါဇက်ကြီးရပြောတာမဟုတ်ဘူး။ဟုတ်လား။အခြေမျိုးမရှိပဲပြောတာမဟုတ်ဘူး။ဒါကတော့ဒီကနေ့မတ်လ18ရက်နေ့မနက်အစောပိုင်း3:00နာရီဝင်းကျင်လောက်မှာပဲ။ အချမ်ပါစကောက်စီတက်ကလွတ်တင်လိုက်တဲ့အသေးကန် drone 3စီးဟာကျန်းညူတမခွနစ်နေမြေတဲကကျန်းတယ်လေးစီဦးစီချုပ်ဘိုချိုကြီးစောဂျွန်နီရဲ့နေအိတ်အနီးကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုပောက်ကွဲမှုကြောင့်လူတိကိုင်းမှုတစုံတရာမရှိပေမဲ့ပောက်ကွဲမှုကတော့အရင်ထက်ပိုပြီးပြင်းထန်တယ်လို့လည်းကျန်းညူတရင်ရင်မြစ်ကပြောထားပါတယ်။ဒါကတော့မတ်လ14ရက်နေ့ကပဲအဲ့ဒီကျန်းညူတမခွနစ်နေမြေတဲကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အချမ်ပါစကောက်စီရဲ့ပူလူတူတက်စကန်ကို GNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိမ့်ပိုက်လိုက်ပြီးတဲ့နောက်အခုလိုစစ်ကောင်စီဘက်ကကဲညူဌာနချုပ်ရှိရနေရကိုအသေးခံ drone နဲ့လာရောက်တိုက်ခိုက်သွားတာဖြစ်တယ်လို့လဲကဲညူတရင်အရင်မြစ်ကတုံးသက်ပြောဆိုထားပါသေးတယ်ခင်ဗျ။အင်းအဲ့တော့ခင်ဗျားတို့ဘယ်တရင်ကိုယုံကြမလဲဘယ်တရင်ကအမှန်လဲဆိုတော့ခင်ဗျားတို့ချင့်ချိန်ပြီးတော့မှယုံကြပါတော့ကျွန်တော်ကတော့ဘယ်ဟာအမှန်နဲ့ဘယ်ဟာမှားတယ်ပြောချင်တာမဟုတ်ဘူးပြတဲ့အမှန် တည်င်းဆိုတာမျိုးပါဇက်ထဲကနေပြောချင်တာပြောပြီးတည်င်းဆိုပြီးလှုပ်နေတဲ့ကောင်တွေထဲမှာတော့ခင်တက်ကကိုနိုင်ယူတို့မပါတာတော့တည်ကြတယ်ဗျာနော်ဆိုတော့နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကအောင်မင်းအောင်မင်းကဘာပြောလဲဆိုတော့ဒေါ်လာရေးဘက်ကလူတွေရတယ်လက်နက်ခဲရနေတဲ့လူတွေရှားဝါးပြီးပေါ့နော်အဲ့တော့စစ်တပ်ကနိုင်သွားမှာပေါ့မကြခင်စစ်တပ်ကနိုင်တော့မှာပေါ့နောက်တော့ကြည့်ပါဦးလက်ရှိအနေအထားမှာတော့ပြောရရင်ဟလာဘမော်ဆိုလို့ရှိရင်လေဒီဟိုနေ့နေ KIA အုပ်စုတွေတိုက်နေကြပြီမလွယ်ဘူးနော်ဆိုတော့လက်ရှိအနေအထားမှာတက်ကတော့အင်းနဲ့အားနဲ့ပြန်တိုက်လာတာတွေ့ရတယ် င်းနဲ့အားနဲ့ပြတ်တိုက်လာတွေ့ရတယ်ဒီသတင်းဌာနကရေးသားတော်တော်များများကတော့ဒီတောင်ကျမ်းသူတွေကိုနည်းနည်းလေး favor ပေးပြီးရေးထားတာတွေ့ရတယ်ခုနကဒီစစ်သတင်းနှစ်ပုတ်လုံးပါပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အတိအလောက်ကတော့တက်အနေနဲ့လက်ရှိအနေအထားမှာလာရှိုးကိုပြန်ရဖို့လေဟာလာဒီပြောရရင်တော့ဒီ MNDA ရဲ့ကာကင်းတွေတော်တော်များများကိုပြန်တိုက်နေရတွေ့ရတယ်ဒီဘက်မှာ TNL ရဲ့ကာကင်းတွေကိုပြန်တိုက်ပြီးတော့မိုးကုံနာကိုတော်တော်ချင်းကန့်နေတာတွေ့ရတယ်အဲ့တော့ဒီဘက်မှာချင်းကိုလည်းအဓိကကတော့ပြောရရင်တော့ချင်းပြည်နယ်က ောင်တန်းတောင်ဝုံပေါ်များတယ်အဲ့တော့ချင်းပြည်နယ်ကိုဟာတက်တီတက်လှုပ်လို့ဘောကလေချောင်းကလှုပ်လှုပ်မှရမယ်သဘောရှိတာဗောနော်ဟိုကမှ KIA လည်းဒီလိုပဲဗောနော် KIA ကလည်းပြောရရင်ဒီမြေပြင်ကနေပြီးတော့ဟလာဟိုပြောရင်စစ်ကူစစ်ကြောင်းတွေပါလေလှုပ်ဖို့ဆိုတာအတော်ခဲရင်းတယ်ဒါမှမဟုတ် KIA ဘက်ကိုဒီ KIA စုံမုံနယ်မြေတွေဘက်ကိုသွားမယ်ဆိုရင်တော့ကျွန်တော်ထင်တာလေချောင်းကနေပဲသွားဖို့များတာဗောနော်ဒါပေမဲ့ဒီဘက်မှာရှိတဲ့ဟလာဒီ MNDA ထိန်းချုပ်ထားတဲ့လာရှိုးတို့ ဟိုဘက်မှာ TNL ထိချုပ်ထားတဲ့မိုးကိုတို့ဘက်ကတော့ဒီဘက်မှာကာကင်းတွေကိုတဖြည်းဖြည်းတိုက်ယူပြီးတော့အဲ့ဒေတာတွေကိုပြန်သိမ်းမှုလုပ်နေတာတွေ့ရတယ်။အဲ့လိုပဲဒီဘက်မှာရခိုင်ရှိမှာပေါ့နော်။ဒီစစ်မျက်နှာ၃ခုပေါ့။၄ခုပဲထားရပဲ။ဒီ၄ခုကပြောရရင်လက်ရှိအနေထားမှာတက်မတော်အနေနဲ့တော်တော်ကိုဘယ်လိုခေါ်မလဲရွေ့ချွတ်တိုက်ခိုက်နေရတဲ့ဒေတာတွေဖြစ်တယ်လို့ကျွန်တော်ဒီလိုပြောချင်တယ်။ဒါပေမဲ့ကျင်းတည်တာကတော့ဒီရန်သူဘက်မှာကတော့တစ်ကလက်နက်ခရမ်းရဲ့လူရဲ့အတော်ရှားသွားပြီ။အတော်ရှားသွားပြီ။သူတို့တစ်ဖက်မှာရန်သူက လက်နက်ခရမ်းရဲ့လူရရှားသွားတဲ့အချိန်မှာတက်မတော်ဘက်မှာကလက်နက်ခရမ်းနဲ့လူပေါ့နော်ဒါကရန်သူတပ်အင်အားအဆမတန်ပိုများလာတယ်ပြောရရင်အဓိကလူဝင်အားပေါ့နော်လူဝင်အားကိုပြောရရင်တိမ့်နဲ့ချီပြီးတော့ဖြည့်ဆည်းပေးနိုင်လာတယ်လို့ကျွန်တော်ဒီလိုသုံးသပ်လို့ရတယ်ဒါကြောင့်မို့တစ်ဖက်မှာရှိနေတဲ့ရန်သူတွေအနေနဲ့ဘလောက်ရေရှည်တောက်ခံနိုင်မလဲဒါပဲကျွန်တော်တို့ကမေးရမယ်နိုင်မှာတော့တေချာတယ်တက်မတော်ကဒီဟာတွေကိုပြောရလို့ရှိရင်အချိန်တိုင်းတာတစ်ခုတင်းမှာတော့ပြန်ပြီးတော့ထိ ंछ ုံနိုင်မှာပဲဒါမဲ့ ဒီအချိန်တိုင်းတာဟာဘယ်အချိန်လဲဆိုတာပြောလို့မရနိုင်ပါပဲလက်ရှိအနေထားရကဒီဂျပန်အုပ်စုတွေပေါ့နော် KIA တို့ခုနပြောတဲ့ချင်းအဖွဲ့တွေ EE အဖွဲ့တွေနောက်ပြီးဒီဘက်က TNA လေး MND အဖွဲ့တွေသူတို့တော်တော်များများဟာလက်ရှိအနေထားမှာဒီဘက်ကတက်မတော်ရဲ့ဖြက်လေးပြက်ပိတ်ဆို့မှုတော်တော်ခံထားရတယ် TNA လေးဆိုလို့ရှိရင်ဟလာသူတို့ အဲ့ဒီသူတို့သိမ့်ပိုက်ထားတဲ့ဒေတာတွေမှာစစ်သားစုဆောင်တာတွေပါလေလုတဲ့အတွက်ဒေတာကန်တွေကတော့ပြန်ပြီးဆန္ဒပြရတယ်ရှိတယ်။ဟို MNDA ဆိုလည်းဒီလိုပဲ။ချင်းဆိုလို့ရှိလို့ရှင်၄၅ဘွက်လောက်ကွဲနေတယ်။ချင်းအုပ်စုတဲမှာပဲနော်၄၅ဘွက်လောက်ကွဲနေတယ်။ဆိုတော့ဒါမျိုးတွေပေါ့ဥပမာ KIA ဆိုလို့ရှိရင်လက်ရှိအနေထားမှာဒီဗမော်တိုက်ပွဲမှာ KIA တော်တော်များများယာနဲ့ချီပြီးတည်သွားတဲ့အတွက်တချို့နေရာတွေမှာ KIA လည်းဟိုတွေ့ကြရလူကိုလူသစ်စုနေရတဲ့သဘောရှိတာပေါ့နော်။ဒါတွေရှိတာ။အဲ့တော့ဒီတိုက်ပွဲတွေရဲ့အဖြေကတော့ ဟိုတိတ်အကြာကြီးတော့သွားမှာမဟုတ်ဘူးဒါပေမဲ့ဒီတိုက်ပွဲတွေကဘလို့အဆုံးသတ်မလဲဆိုတာပဲဒါကြည့်ရမှာနော်လက်ရှိအနေထားကျွန်တော်တို့ကဒီသတင်းတွေကတိုက်ပွဲသတင်းတွေလာဖြစ်တယ်อืมဆိုတော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့လေဒီကောင်ပြောတယ်လို့ပြောဗျာအလိုမပြည့်စုံဘူးလို့လူရှားနေတာလက်လက်ခဲရန်ရှားနေတာလို့ဆိုတော့အဲ့လိုအခြေအနေပေါ့ဗျာမညီကြအောင်မညွတ်ကြအောင်ပေါ့ဗျာသလားအဲ့လိုအခြေအနေဖြစ်နေတဲ့တွန်လိုင်းဘတ်တော်သားတွေကိုတွန်လိုင်းလက်နက်ကင်တွေကိုဒီစက္ကစခွေးရှုံနွားရှုံအောက်တန်းစားရှုံရှုံနေပုံထောက်ရင်တော့ မကြခင်စစ်တပ်ပြတ်သုံးတော့မယ်ဆိုတဲ့အခြေအနေအရေးအယောင်တွေတော့ကျွန်တော်တို့မြင်နေရတယ်ဗျာသူပြောသလိုမျိုးပြမပြည့်စုံဘူးဗျာခက်ခဲနေဗျာအဲ့ရဆိုဘာလို့မနိုင်လဲနိုင်အောင်နိုင်လေတိုင်းနာနေမှုတွေလည်းအများကြီးပဲနောက်ပိုင်းကကျွန်တော်တို့အခြေအနေကဘယ်လိုဖြစ်လဲဆိုတော့ဘယ်စကန်ကိုဘယ်လိုတိမ့်လိုက်ပြီးလဲလို့မေးမှထက်ဟဲ့ဟိုမျိုးစိုးအောင်တော့မလားဒီမျိုးစိုးရောက်သွားပြီလားအဲ့လိုမေးရတဲ့အခြေအနေရောက်လာပြီတော်လိုင်းရင်အဲ့လိုမျိုးတစင်းစင်းတက်လာတာသူတို့စက်တက်ကကောင်တွေကအင်အားများနေတာပြောတာစစ်တိုက်ရှင်တဲ့ကောင်လက်ချိုးကြီးလိုရတယ်ဟမ်တလားတလားလူကိုတောင်းချီရှာပြီးနေတာဟုတ်တယ်ဒါပေမဲ့ စစ်ဘူးထမ်းကျင်တဲ့လူမဟုတ်ဘူးလေပေါ်တာဆွဲခံရတဲ့လူပေါ်တင်ဆွဲခံရတဲ့လူအိမ်ဒီဆွဲခံရတဲ့လူအိမ်မော်ဒီတက်ဆွဲခံရတဲ့လူနောက်ဆုံးဘလောက်ထိဆိုချန်တော်လေးတီဝင်ဆွဲတဲ့ကောင်တွေရရှိနေတယ်ဆိုအဲ့လိုအခြေအနေကိုသူကဂုံစာပြီးပြောနေတာစောက်ယူလို့တကယ်စောက်ယူသမီးကြီးတွေဖြူလာပြီးဘာမှစောက်တည်ကြရုပ်တက်မလာဘူးအဲ့လိုကောင်တွေအများကြီးပဲစစ်တပ်ထဲမှာလော်ဘီလုပ်နေတဲ့ကောင်တွေတကယ်အများကြီးခင်ဗျာအဲ့ရှုမှုကမှနယ်လက်ဆက်ဆံရေးတက်ကကိုကိုမောင်ဆိုတဲ့ကောင်တစ်ကောင်ရှိနေတယ်အဲ့စောက်ဖို့တကယ်စောက်ဖို့အဲ့ကောင် နောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကတော့ဒါကျွန်တော်တို့ပေါကရုံလာပြီပေါကရုံနောင်ချိုမှာဖြစ်တဲ့ကိစ္စပေါ့ဗျာစကားစဒီလေနောင်ချိုမှာရှိတဲ့ဘုံကျော်ဘုံကျောင်းတောင်တော့လေရင်နဲ့ဘုံလာကျဲသွားတာပေါ့နော်အဲကိစ္စနဲ့ပတ်သက်ပြီးတော့မှပြောချင်တာကကျွန်တော်ဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှပြောတယ်អော်တယ်အဲမင်းတို့ကအခုကြာတော့မှပါဗုဒ္ဓဘာသာရေးဥပါကိုင်းဆိုင်လာပြီလားတော့တန်ငါတွေပုံလေးစားလာပြီလားပါတော့ဒါပေါ့လို့ပေးစားပြောလိုက်မယ်နောက်တော့ဒီတကယ်တကယ်ဟုတ်လားကြည့်ဦးကြည့်တဲ့အတွက်ကြောင့်မို့လို့ဒီလိုဗီဒီယို final reaction လုပ်ပေးတာ ။နောက်ကျိုးဖုန်းပြည်ရက်ဒီစတင်တိုက်ကိုတက်မတော်ကနေမလုပ်သွားတယ်တဲ့။ကောင်းကွင်လေးတွေကျွန်တော်မူတယ်ပြောတယ်ဟုတ်တယ်ဝန်နဲ့ချက်တူပဲဝန်နဲ့ရတယ်။အင်းဒါဘာမှပြစ်မရှိတဲ့ကွင်လေးတွေဒါပေမဲ့ကွင်လေးတွေတကူကဝန်နဲ့ကွင်လေးတွေကဥစဉ်ကြေခွဲတာစိတ်မကောင်းဖြစ်မိတာ။ဘာဖြစ်လို့ဒီအကြမ်းဖက်တည်းကဒီကြောင်းနေထဲမှာနေရတာလဲ။အင်းဟုတ်ပြီဖုန်းကြီးအပြစ်တော့မပြောပါဘူးလူလည်းနီးရတာကိုကြောက်ရတယ် ဒီကျန်းဖက်တရားပလောင်နေတရားနပီရက်တွေဆိုတာကလူစိတ်ရှိတော့တော်တော်များများလူစိတ်မရှိရများတယ်လူစိတ်မရှိရများတယ်ဘာကြောင့်လဲအဲ့ဒီဘုန်းကြီးကဒီမှာမင်းတို့ငါပလောင်နေငါထက်မလာကြနဲ့ငါဖုံးကြောင်းနဲ့မလာကြနဲ့လို့ပြောလို့တော့မရဘူးမရဘူးအဲ့တော့အဲ့ဘုန်းကြီးကတတ်ပါရွေရက်ရှိရှိနဲ့တန်ခါတွေဘုန်းချက်တော့ရွေရက်ရှိရှိနဲ့ဘုန်းကြီးကိုလုံနေမှာမဟုတ်ဘူးပီဒီအက်တွေလို့အကျန်းဖက်ရှိတဲ့နေရာတွေ အလားတော့အဲ့မှာသေတာလူပေါင်း၄၅၀တည်တယ်ဗျာတန်ငါသတ္တငါတတိတန်ငါတွေဒီလိုပြည့်တဲ့တန်ငါတွေလက်တဲ့ဘုန်းကြီးဘလို့ဘုန်းကြီးလက်မှန်းလက်ပိုင်းဒီလောက်ပဲခင်ဗျားတို့ပုံကြီးချက်ပြီးပြည်သူတွေအထင်လွဲ့အမြင်လွဲ့အောင်ဝါရဖြန့်ကြတာဝါရဖြန့်ကြတာကဲသူတို့ PDF တွေဘက်ကကျုပ်ကိုဘလို့မြင်မလဲပောက်ကူတော့မဟာလာဘုန်းကြီးဘောမဘုန်းကြီးအကြမ်းဖက်ဘုန်းကြီးဆိုပြီးမြင်ကြတာပဲလေဗျာမြင်ကြတာပဲအကျုံတို့ဘက်ကလည်းအဲ့လိုဘုန်းကြီးတို့ အကျမ်းဖက်တွေကိုလက်ခံလာတဲ့ဘုန်းကြီးကြောင့်ဘယ်လိုမြင်မလဲဘယ်လိုမြင်မလဲပုံကြီးချက်ပြီးမှဟာသာတင်လိုက်ဒီသာတင်လိုက်ဒီဒီတန်ငါးလေးမောင်သားစွာရှိရဲဆဲမှဦးဇင်းတို့လည်းသာတင်တော့စသုံးနှစ်သားကတင်ကန်းဝယ်လာတာဘယ်သာတင်လိုက်ကဘယ်လိုကောင်းလဲဘယ်သာတင်လိုက်ကသာတင်နာဘယ်လောက်ရှိတယ်ဘယ်သာတင်လိုက်ကသာအောင်ကျဲကောင်းတယ်ဘယ်နေရာမှာဘယ်လိုရှိတယ်ဆိုတာဦးဇင်းတို့လည်းကြည့်တာ သိကြမယ်ဦးဇင်းအဲ့ဒီအရင်ရဲ့မှာလည်းပြောခဲ့တယ်အဲ့တော့အကျန်းဖက်ဒီပြောကြတာမင်းတို့ဘုံကြောင်းနေမှာကာပါမူကြပါနဲ့ဘုံကြောင်းနေဖျားစီတွေကိုမင်းတို့ဓာိုင်းကတော့မလုံးကြပါနဲ့ဘုံကြောင်းနဲ့ဝေးတဲ့နေရာမှာမင်းတို့တွားကြဘုံကြောင်းနဲ့ဝေးတဲ့နေရာမှာမင်းတို့နေကြမင်းတို့မကျင်တဲ့လို့တက်ပြလို့နဲ့ဘလိုဝဲချာချာဘလိုဝဲလို့လို့ ဘုံကြီးเจ้าနေပေါ်မှာမင်းတို့စခန်းမချပါနဲ့ဘယ်ဘုံကြီးရမှာမင်းတို့ကိုလက်မခံကြဘူးအရက်ဖက်အားပေးတဲ့ဘုံကြီးဆိုရင်တော့လက်ခံမှာပေါ့ကွာနော်အေးစစ်စစ်ငိမ့်ငိမ့်ငိမ့်နေတဲ့တောင်ချုံမြို့မှာလည်းဘုံကြီးတွေမှမားစွာရှိတယ်ပြည်ဦးလွယ်မှာတချို့ရှိကြတယ်ဒီဦးလုံးမှာရှိကြတယ်မန္တလေးမှာရှိကြတယ်အများကြီးပဲအဲ့တော့ပြောချင်တာကနှောင်ချုံမြို့မှာရှိတဲ့ပြည်သူများအားလုံးအနေနဲ့ဒီရဲ့ပိုင်းထဲမှာခမတို့နှောင်ချုံမြို့မှာ မနေကြောင်းပဲဦးစင်းကတိုက်တွင်းနေတယ်။ကရင်ပြည်နယ်မှာကျွန်တော်တာဝယ်ထမ်းဆောင်ရတုန်းကအဲအဲ့ဒီရွာတရွာမှာပေါ့နော်။အာဒီကျွန်တော်တို့အသက်ကျွန်တော်ထက်နည်းနည်းကြီးတယ်ဒီဒီဒီကောင်းလို့ရောပေါ့နော်။ဒီဒီပေါက်ကူလို့တို့အသက်ရွယ်တန်းဗမာစကားကိုတော်တော်ကျွမ်းကျင်ကျင်ကျင်ပြောတတ်တဲ့ကရင်လူမျိုးတစ်ယောက်နဲ့အာကွတ်တီယိုဆိုင်မှာစကားပြောခဲ့ဘူးတယ်။ကွတ်တီယိုဆိုင်ပေါ့နော်။အဲ့ဆိုင်မှာသူကကွတ်တီယိုရောက်လာဆိုကွတ်တီယိုဆိုင်မှာစကားပြောခဲ့ဘူးတယ်။အာပါတီတို့ပေါ့နော်။ပါတီတို့တဲ့ ီစကားစနဲ့ကြုံခဲ့ဘူးတယ်ပေါ့နော်ဒီခီခင်းချင်းထဲမှာပဲကြုံခဲ့ဘူးတာကျွန်တော်ဘာပြောလဲဆိုတော့ဟိုဒီရွာပင်သားမှာရှိလေပေါ့ဘလောက်လို့ဒီလေအပြူဝရင်အဲ့ရွာရောက်ပြီဆိုတာနဲ့တော့ဘုံကြီးချောင်းကိုဘလို့သွားရလဲစမေးတာဟိုကရွာပင်သားမှာရှိလေအဲ့ရွာရဲ့ဘယ်နာဘယ်ဘဏ္ဍလန်ဘဏ္ဍမင်းလောက်သွားရင်ဘုံကြီးချောင်းကိုရောက်လဲအဲ့မေးခွန်းကစမေးတာဆိုတော့ ဘာသာရေးအကြောင်းတွေဘာသာရေးအဆောက်အအုံတွေခုတုံးလှုပ်ပြီးတော့မှခုတုံးလှုပ်ပြီးတော့မှ PDF ကိုပြန်တိုက်နေတာတကယ်တကယ်ဘာသာရေးကိုစော်ကားနေတဲ့ကောင်တွေဘာသာရေးအဆောက်အအုံကိုဖျက်ဆီးနေတဲ့ကောင်တွေကဘလိုကောင်တွေလဲဆိုတာကိုသိကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်စကားတွေအများကြီးပြောချင်ဘူးပြကျွန်တော်ဒီကောင်ဆောက်ခွက်ကိုမြင်ရတိတ်ဆင်ပြေမနေဘူးစိတ်ဆင်ပြေမနေဘူးဆိုတာပါလဲဆိုတော့ဒါရိုးသားဆောင်ဝန်ခံပါတယ်မင်းလက်ချင်းဆိုင်တွေ့မိရင်တော့တတ်ပြမိမလားမသိဘူးအဲ့လိုထိကျွန်တော်သူ့ကိုကျွန်တော်ကြည့်မရဖြစ်နေတာဆိုတော့ ဘောဆိုမလိုက်ဘူးလေဗျာအင်ကာရက်နဲ့မကိုက်နေတဲ့ကောင်ဆိုတော့တိတ်ကြည့်ရတိတ်စင်မပြူဗျာတိလားဘုံကြီးเจ้าမှာကိုရင်လေးတွေဒီတေဝါရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့လောက်ဒေါသထွက်နေတာကိုဒီဟာပေါ်မှာကိုပြောမယ်ဆိုရင်စကားစားနဲ့ပတ်သက်ပြီးတော့မှမှားနေတာကိုမထောက်ပြဘဲနဲ့ PDF တွေလက်ခံလို့ PDF တွေနေလို့ဘာဖြစ်လဲဘုံကြီးเจ้าက PDF လက်မခံလို့ PDF လက်ခံတာဘာဖြစ်လို့တော့ဘာဖြစ်လို့တော့စကားစားဆိုလည်းကြောက်အောင်ပါ PDF ဆိုလည်းကြောက်အောင်ပါပဲလေသူပြောသလိုပြောဆိုရင်ကြောက်အောင်ပါပဲဘာလို့ဆိုတော့လက်နဲ့ကင်ထားတာလေလက်မခံလို့မရဘူးလေ ဒါပေမဲ့ GDPW နဲ့လက်ခံတဲ့ဘုံကြောင်းတွေလည်းရှိတယ်။ကြောက်ပြီးတော့မလက်ခံရတဲ့သူတွေလည်းရှိတယ်။ဒါတွေလို့ကျွန်တော်ခွဲခြားသိပါတယ်။ဒါပေမဲ့အများစုသည် PDF ကိုလက်ခံကြပါတယ်။စကားစကားတော့လက်မခံကြတာ။စကားသားလာပြီးဆိုထွက်ပြေးကြတဲ့ရွာတွေမနေဘူးဗျာ။အညာဘက်မှာနေတာမဟုတ်တာ။တိုင်းသားဒေသတွေမှာဆိုအရင်တော့ရှိခဲ့ဘူးလား။တိုင်းသားတွေအရင်တည်းကခံခဲ့ရတာ။အညာဘက်မှာရှိတဲ့လူတွေအခုနောက်ပိုင်းမှာဒါပကူးလို့ဘာလို့ဘက်မှာရှိနေတဲ့လူတွေအခုမှကြုံရဆိုတော့တချို့နေရာတွေမှာဒီကောင်တွေပြောတဲ့ဥစ္စာတွေနဲ့က gap တွေလွှဲပြီးစောက်တော်တွေဖြစ်နေတယ်ဆိုတော့မိသားစုတွေကျွန်တော်သိစေချင်လို့ဒီ video variation လုပ်ပေးတာဗျာဆိုတော့နောက်ထပ် video file တစ်ခုဆိုရင်ဒါကျွန်တော်တို့အာကန်ကြီးတောင်မှာရှိတဲ့ဇင်ဘိုဘိုဆိုတဲ့အကိုတယောက်ရှိရယ်ဗျာသူကပတ်သက်စဗျာပြည်သူစစ်မှုတွေကသူကပတ်ဆိုင်ယူပြီးတော့ဝင်လိုက်တာပြောမှဆိုသူမိသားစုလိုဝက်ချက်ရဝင်လိုက်တယ်ဆိုပေမဲ့ပတ်သက်စလည်းဝင်လိုက်တယ်ဆိုပေမဲ့သူမှတော်တော်လေးကိုသူကအခြေအနေစုပ်ပြတ်တက်ပြီးတော့မှလုံးဝဟိုရင်နာစရာအဖြစ်ပြက်တစ်ခုဖြစ်သွားတယ်ပေါ့အဲ့ဒါလေးတားထောက်ကြည့်ပါကန်ကြီးတောင်မှာရှိတဲ့ အဲဒီဇင်ဘိုဘိုဟုတ်ဟုတ်သူအတူကညီလေးอ่ะသူကအမေကလည်းဆုံးသွားတာတစ်နှစ်လောက်ရှိပြီအဖေဖြစ်သူကလည်းလေဖြတ်နေတယ်လေဖြတ်နေတဲ့အခါကျတော့သူကဘယ်လိုလုပ်ရလဲဆိုတော့ဒီဟိုငွေကြီးမပြေလည်ဦးနဲ့တူပါတယ်သူပုံစံကြည့်ရတာမပြေလည်တဲ့အခါကျတော့သူကစစ်မှုတန်းကိုသူများစစ်မှုတန်းရမယ်အလှဲ့မှာသူကလူစားတို့ခါကျင်းငွေယူပြီးကမှလူစားတို့လိုက်ပေးတယ်ဟုတ်အဲလူစားတို့လိုက်ပေးပြီးတော့မှသူကစစ်မှုတန်းပတ်စင်ဟိုတက်တယ်တက်ပြီးတော့မှသူ တာဝန်ကျတဲ့တက်မှာတာဝန်ထမ်းဆောင်ရတဲ့အချိန်မှာအရှမ်းပြည်ဘက်မှာတာဝန်ထမ်းဆောင်ရတဲ့အချိန်မှာတိုက်ပွဲကြွားရတယ်ပေါ့တိုက်ပွဲကြွားရတဲ့ဟာကိုဒါမိသားစုကိုဘာနင်းနာခြင်းမှမပေးဘူးပေါ့မပေးဘူးဆိုတော့အဲ့တော့ဒီဟာလဲပြည်သူလူထုအနေနဲ့တချို့ပြည်တွင်းထဲမှာရှိတဲ့လူတွေပေါ့နော်အဲဒါကြောင့်ဒုက္ခများစွာရောက်နေတာကိုတော့နားလဲပါတယ်ပေါ့နော်ရှားပေါ်မျက်ပေါက်ရင်ပေါက်ပါသေးဒီစစ်ဆိုတဲ့ဟာကိုတော့တွားပြီးတော့မကစားပါနဲ့ပေါ့နော်မကစားစီခြင်းဘူးအဲ့တော့စစ်ကကသူကတချို့ဆိုလို့ရှိရင်သူက တိုက်ရှင်တယ်တိုက်ရှင်တဲ့ဆန္ဒအရန်ပြင်းပြဟုတ်တယ်ဒါဒီ PDF လူငယ်တွေထဲမှာလည်းရှိရတိုင်းသားလက်နက်ကိုင်မှာလည်းရှိရပြီးစစ်တပ်ထဲမှာလည်းရှိတယ်ရင်းတော့ရှည်တန်းရန်ထွက်ရှင်တဲ့ကောင်တွေရှိတယ်ဟုတ်ရှည်တန်းရန်ထွက်ရှင်တဲ့ဆိုတော့သူအကြောင်းမျိုးမျိုးကြောင့်တချို့ဆိုရင်မိမနဲ့အဆင်မပြေလို့ဟုတ်ပြမိဟိုရှည်တန်းသွားလို့ရှိရင်တော့သူကလမ်းမှာပြီးရှည်တန်းစခန်းရောက်လို့ရှိရင်လည်း ။ဘာညာလွတ်လွတ်လပ်လပ်အေးစေးနေလို့ရတယ်။ပြီးကိုတောက်ရှင်တဲ့အချိန်လေးအချိန်ပိုင်းလေးခိုးတောက်လို့ရတယ်ဘာညာ။အိမ်မှာကျတော့သူကဘာမှလုံးလုံးလုံးလို့မရဘူး။လုံးလို့မရတဲ့ခါကျဘိုးကြီးကျွန်တော်ခြေတန်းခေါ်ပါဘုံဘူးကျွန်တော်ခြေတန်းခေါ်ပါဆိုတဲ့လူတွေလည်းရှိတယ်။ပြီးလို့ရှိရင်ကျန်တဲ့အကြောင်းအမျိုးမျိုးကြောင့်ခြေတန်းလိုက်ရှင်တဲ့လူတွေရှိတယ်ပေါ့နော်အခြေတန်းလိုက်ခါမှာတိုင်းပဲချရမယ်ပေါ့ပြီးဟိုကရင်ပြီးကရင်ပြီးမှာမွေးဖွားခဲ့တဲ့လူကသူတာဝန်ထမ်းဆောင်တာရန်ကုန်တက်မှာတာဝန်ထမ်းဆောင်နေရတယ်ဆိုတော့အဲသူဒင်ယာဒေတာကို သွားပြီးတော့မှအဲလုံချုံရေးသဘောမျိုးနဲ့သွားရမယ်အဲ့ရွာနဲ့နီးတဲ့စခန်းမှာနေရမယ်တို့ပါလို့ဆိုလို့ရှင်ဟာကျွန်တော်လိုက်မယ်ဟိုလူလိုက်မယ်ဒီလူလိုက်မယ်ဆိုပြီးတော့မှတို့တွေဒါတောင်းဆိုကြတယ်ပေါ့ဒီနောက်ထပ်တစ်ခုပေါ့နော်စကားစားမှာဂျင်းထဲထတာတစ်ခုရှိသေးတယ်စကားတကားထဲမှာကွန်လုံးရ40လားဒါမှမဟုတ်နောက်တကားလားမသိဘူးအဲ့ဒီစကားထဲမှာသူကမဲနိုင်တာလေအဲဟုတ်တယ်ဟုတ်တယ်ဒီတက်တိုက်ဖို့စခန်းကိုတက်တိုက်ဖို့မဲနိုင်တာမဲနိုင်တော့သူကတိုက်ရှင်နဲ့တယင်မှုကဘာလို့လဲဆိုတော့သူကမဲလေးအလုံးကိုဗလာလောက်လိုက်တယ် ဘလာလုတ်ကမှအင်းမဲမဲပေါက်တဲ့ကောင် တိုက်တိုက်မယ်ဆိုပြီးကမှမင်းယင်နိုင်မင်းယင်နိုင်မင်းယင်နိုင်သူနောက်ဆုံးမှနိုင်မယ်ပေါ်ဆိုပြီးကမှအဲအကုန်လုံးနိုင်လိုက်တော့အကုန်လုံးကဘလာပဲဒါပေမဲ့အထဲမှကျန်တဲ့တလိပ်ကလည်းဘလာပဲဘလာပဲဟိုသူကဒီတလိပ်ပဲကျန်တော့တယ်ဒါဆိုရင်တော့ပေါက်မယ်ပဲငါငါတက်တိုက်လိုက်မယ်ဆိုပြီးတော့မှအဓိကလူငယ်တွေကအဲ့ ဇာကားကိုကြည့်လို့ရှိရင်တရားငငယ်ចောင်းသားဘွားတော့ကြည့်ဟာအဲ့ဇာကားဟာအဲငါသာတိမ်မှုဖြစ်ခဲ့ရင်ပေါ့ဂျင်းဂျင်းဂျင်းတော့တော်သေးတယ်ဒီကအဲ့ချိန်မှာလေးဘက်ထောင်းရှင်းနေပြီဟောင်းရှင်းနေပြီဆိုတော့နားမလည်ဘူးဇာမရွက်တွေရှည်ထွက်လာပြီဆိုတော့မသိဘူးနှုတ်သီးဒီလိုဖြစ်လာတော့နားမလည်သေးဘူးဗျအဲ့လိုမျိုးဆရာတေလေးတော်တို့ပြောလဲပြောတတ်တယ်ဗျာတလားစီရီယံစသပီတာတယ်တကယ်ဆက်တက်တဲ့ပတ်သက်တဲ့ဘကောင်းကြောင်းတွေကို ဘယ်နဲ့ပြောချင်တယ်လဲမသိဘူးစီရီယယ်ဝင်ပြီးတဲ့ပြောလိုက်တာဆိုယနေ့ချိန်ထိမရက်နိုင်သေးဘူးတကယ်အမတ်တရတွေတောက်ချောက်ကိုလွတ်နေတာသူတို့အဲ့ဒီဟာတွေပေါ့အဲ့ဒီဟာတွေကတကယ်ကိုဂျင်းနေပါပေါ့နော်စစ်ဆိုတာမကစားကောင်းဘူးဘယ်တော့မှတောင်းမလဲရဘူးအဲ့လိုတောင်းလိုက်စစ်တပ်ထဲမှာလည်းအဲ့ဒီအယူဆလုံးဝကိုရှိပါတယ်တောင်းလိုက်တဲ့လူဆိုလို့ရှိရင်ဘယ်တော့မှမခေါ်ပါဘူးထားခဲ့ပါတယ်အေးမေးနောက်ငါစီမံတဲ့ချိန်ကြပါမှာငါအမိန်နဲ့ကြမှာလိုက်ခဲ့ဆိုပြီးပါမှာနောက် မထင်မှတ်တဲ့အချိန်ကျတော့မှ तू မေးမတောင်းဆိုတော့တဲ့အချိန်ကျမှလာသာပေးနေပေါ့နောက်ကနေပြီးတော့မှပြန်ခေါ်တာတို့ပါတို့အဲ့လိုမျိုးလုပ်ပေးရတယ်ပေါ့တောင်းတဲ့လူကို तू ကမခေါ်ရဘူးအဲ့ခေါ်ဒါနမိတ်မကောင်းဘူးလို့ပြောလို့ရတယ်ပေါ့အဲ့တော့တောင်းပြီးတော့လိုက်တဲ့လူတွေရဲ့ရှေ့မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအဲ့လိုမျိုးအများကြီးရှိတယ်ပေါ့အဲတကယ်ကြီးကနေမကောင်းလို့ तू အလှက်ကြတယ်ကိုက तू ကနေမကောင်းတဲ့အခါကျတော့ तू စကျွန်တော်လိုက်ခဲ့မယ်ဆိုပြီးတော့မှဟိုကမဖြစ်တာလို့အင်အားက၁၀ရောက်ထွက်ရမှာ ကိုယောက်ပဲရှိသေးတယ်ပြေးဖို့ကလည်းဒီကောင်တယောက်လိုက်มาရမယ်ဆိုပြီးတော့မဖြစ်မနေခေါ်ွားရတဲ့အချိန်မှာလမ်းမှာပြဿနာတက်တာမျိုးလို့ပြီးရင်သူ့ကိုတကယ်သူ့သူ့တက်တယ်ပဲအကြီးစားမှန်တာမျိုးလို့ပေါ့နော်အဲအဲ့ဒီဟာတွေဖြစ်တတ်တဲ့အတွက်ဟိုမိသောပင်စီးပွားရေးခက်ခဲနေပါစေမူပေါ့နော်ပြီးရင်နောက်တစ်ခုကလှုပ်တဲ့ဟာကစစ်ဆိုတာကစားတာတဲ့ အခုဒီညီလေးလှုပ်တဲ့လှုပ်ရက်ကဘာနဲ့သွားပြီးအလားတန်းလူနေလဲဆိုတော့မင်းမကောင်းတဲ့အရက်တွေသားကိုလည်းဝင်တယ်အစားထိုးပြီးတော့ငွေအခါကျင်းငွေယူပြီးတော့ဗောနော်ဝင်တယ်အခုစစ်ကိုတောင်းပြီးတော့လိုက်တဲ့အတွက်သူများအလှဲ့ကိုကိုကကြားခံပြီးတော့မှလိုက်တဲ့အတွက်လည်းအခုတိုက်ပွဲမှာကြာဆုံးသွားတာတွေ့ရပေါ့အဲ့တော့တောင်းမလိုက်တဲ့လူတွေတောင်ပဲ ကြဆုံးနေတာမင်းတောင်းလိုက်တဲ့လူကတော့မပြောနဲ့တော့မစင်းသားနဲ့တော့ဗောနော်အဲ့တော့ကြံတဲ့လူတွေလည်းအမိတို့ပင်စီးပွားရေးခက်ခဲနေပါသေးဘူးဗောနော်ဒီမင်းအောင်လိုင်းစစ်တပ်နဲ့ပတ်သက်ပြီးတော့မှမင်းအောင်လိုင်းစစ်တပ်ဖြစ်ပါသေးအပီဒီရပဲဖြစ်ပါသေးဒီလိုမျိုးအာ तू तू သူများအလှဲကြတာကိုကတောင်းလိုက်တာတို့ကိုစည်ရင်မပါဘဲနဲ့လူပေါ်ဖြစ်ထပ်ပြီးတော့မှကျွန်တော်ပါခေါ်ပါဆိုပြီးတော့မှထပ်ပြီးတော့လိုက်တာမျိုးတို့မလုံးမိစေနဲ့ဗောနော်လုံးလို့ရှိရင်ဒါအန်နီယယ်တစ်ခုခုကြုံရတယ်ဆိုတဲ့ဟာသူကကြီးဆိုင်မှာကြီးဆိုင်မှာကိုပိုင်နံပါတ်ပါပြီးသားဆိုတဲ့ဟာကတကယ်ဟုတ်ပါမိုင်းမှာ ကိုပိုင်နံပါတ်ပါပြီးသားဆိုတာတကယ်ပါအဲသူကဘယ်လောက်ထိကိုပိုင်နံပါတ်ပါလဲဆိုတော့ရှေ့ကလူတွေ9ယောက်10ယောက်ဒီဒီ line မှာဒီ line ရှောက်ဒီ line မှာဖြတ်ဖြတ်သွားလဲပဲမိုင်းကမကွဲသေးဘူးသူတကယ်ခြေတော့ပြရမယ်လူအလှည့်ကြကမှာမိုင်းကကွဲတာတို့ပြီးဒီရှေ့တန်းမှာညီလေးက view မှုက2လလောက်အဲ့တဲမှာပဲနေတာ2လလောက်အဲ့တဲမှာနေတာသူတပည့်ကမနေ့ဆိုရင်သူက view မှုမျက်နှာတက်ဖို့ဆိုပြီးရေပုံးဥွာနဲ့ရေခတ်ခတ်ပြီးတော့အဲ့ဒီနေရာမှာပဲခြေတော့နင်းပြီးတော့မှသူကဒီလို ဟိုဆင်လေးပေါ်တင်တင်ပေးနေကြရေဟိုဟာလို့ဖို့နှစ်လကျော်သူနေတိုင်းတင်ပေးနေတာဘာမှမဖြစ်ဘူးအဲ့နှစ်လကျော်တဲ့ချိန်ကြာကမှသွားပြီးတော့တင်တဲ့ချိန်ကြာကမှမိုင်းရကွဲတာသူကဒီနေ့ဒီရက်ဒီချိန်ဒီဒီလူနင်းရမယ်ဆိုတဲ့ဟာကဒီလူနဲ့ကွက်တီကြမှာပဲကွဲတာပေါ့နော်အဲ့အဲ့ဒီဟာကြီးလည်းတတိထားရမယ်ပေါ့နော်အခုသူလှုပ်လိုက်တဲ့လှုပ်ရက်ကပြီမိသားစုတွေနင်းနာခြင်းမရဘူးနင်းနာခြင်းရခဲ့ရင်လည်းဘယ်လောက်ရမလဲဆိုတော့ तू ကဒီစစ်တပ်မှာဒီစစ်မှုတန်းတဲ့ စူဂျေးပေါ့နော်စစ်ဗုဒ္ဓံတဲ့စူဂျေးကသူကဘာလဲဆိုဒီလာတာကိုစစ်တက်နဲ့မြှောက်တာဟုတ်တယ်လာတာကိုစစ်တက်နဲ့မြှောက်ပြီးတော့မှသူကတလုံးတစ်ခဲတည်းအဖြစ်ပေးတာအဲ့တော့လာတာကိုစစ်တက်နဲ့မြှောက်အောင်လာတာဘယ်လောက်ရလဲထားပါတော့သူသူရဲဘော်ဝင်သွားရေ၃သိန်းရရတာတော့စစ်တက်နဲ့မြှောက်တာစစ်တက်တစ်နှစ်မှသူကတစ်နဲ့မြှောက်မှာစစ်တက်နှစ်နှစ်မှနှစ်နဲ့မြှောက်မှာတလားတော့အဲ့တော့တလားဆိုတစ်နဲ့တော့မြှောက်လို့မရသေးဘူးသူကအဲ့လိုမျိုးဖြစ်နေတယ်ပေါ့နော်အဲ့တော့တော်တော်ဒုက္ခရောက်တဲ့အခြေအနေမျိုးအဲ့တော့ ဖေရလေးဖြတ်နေတယ်မေရလည်းသုံးသွားပြီနောက်ဆုံးမိဘလည်းယင်ကျိုးရတယ်ပေါ့အဲ့တော့ဒီလိုရက်တွေဂျန်နဲ့ပြည်သူလူထုအနေနဲ့လည်းအဲ့ဒါပြည်တွင်းမှာရှိတဲ့လူတွေကိုလည်း sharing လုပ်ပေးစေချင်တယ်ပေါ့ဒီကိစ္စတွေမလုပ်ဖို့အတွက်ပတ်စံရမှာပဲကွာတစ်လုံးနဲ့တစ်ခဲတိန်50လောက်ရမယ်တိန်60လောက်ရမယ်လူမသေးသေးသေးငွေဆိုတာကတခြားနီးလန်းနဲ့ရှာလို့ရပါတယ်ဒီလိုမျိုးစစ်ကိုတောင်းလိုက်ပြီးတော့မှရှာတာမျိုးတို့ဒီ main online စစ်တပ်နဲ့ပတ်သက်ပြီးတော့တွားပြီးတော့ကစားတာမျိုးတွေဟွာမျိုးတွေမလုပ်မိစေဖို့เนาะဒီဟာလေးအကြံပေးခြင်းတယ်ပေါ့ဟုတ်တယ် ဆိုတော့ဟိုကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အခုလိုမျိုးတွေပဲပေါ့နော်အဲမိသားစုဆက်မပြီးတဲ့ကြောင့်မို့လို့လိုက်တဲ့တော့လိုက်ရတယ်ဟိုဘယ်လိုပြောမလဲလူစားတော့ဝင်ပြီးတော့မှလိုက်ပြီးတဲ့သူတွေရှိတယ်လို့မျိုးပဲအဲ့လိုမျိုးအဖေကမတမ်းမှာအမေကစုံအမေကမတမ်းမှာအဖေကစုံအဲ့လိုမျိုးလူတွေကိုလည်းစကစကအဓိကထားပြီးတော့မှခေါ်နေတာကိုတွေ့ရပါတယ်ပြောမယ်ဆိုရင် ပေါ်တင်ဖန်းတဲ့ဥစ္စာမျိုးတွေလည်းရှိတယ်ကွာအဲ့လိုမျိုးတွေမိမိသားစုအတွက်တာဝန်ယူတယ်မိမိအတွက်တာဝန်ယူတယ်မိဖေအတွက်တာဝန်ယူတယ်ဆိုပြီးတော့မှ ဖမ်းသွားတဲ့ဥစ္စာပိုးတွေအများကြီးရှိပါတယ်ဒါတွေကတကယ်လက်တွေ့ဖြစ်ရမှန်နေပါဒီစီအရီဆိုရင်ဒါပြောမယ်စက်တက်ထဲမှာတော်တော်စက်တက်စက်တက်ကိုတော်တော်နောကြည့်နေတဲ့သူတွေကွာဒီလေပေါ်တဲ့သူတွေစကားတော့မမပြောခင်ဗျားတို့ဘယ်သူစကားယုံမလဲစဉ်းစားကြည့်ပေါ့နော်ဆိုတော့စက်ဆိုတာတောင်းလိုက်လို့ရတဲ့ဥစ္စာမျိုးမဟုတ်ဘူးပေါ့နော်ရှေ့မှာလည်းတာရကတွေအများကြီးရှိပါတယ်အဲ့ဒါကြောင့်မို့လို့ဘယ်လိုပြောမလဲဘယ်လိုပဲစက်မှုထမ်းအထမ်းဒါမဲ့စက်ကစက်မှာတော့စက်မှုထမ်းမထမ်းကြပါနဲ့ဗျာလို့ခင်ဗျားတို့အတွက်ကိုစိုးရိမ်လို့ပါပြည်သူတွေအတွက်ကိုလေ ဘာလို့လဲဆိုတော့ P2P2 ချင်းအမုန်းတရားတွေခံရမှာဗျအဲ့ဒါကြီးရကောင်းတဲ့လုပ်တစ်ခုတော့မဟုတ်ဘူးเนาะဆိုတော့ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှာပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ Donor လေးလေးဖြစ်ပါစေခင်ဗျာကျွန်တော်ရဲ့ RC Net Know YouTube Channel လေးကို Like and Subscribe လုပ်ဖို့ပြောချင်ပါတယ်တင်ပြဗီဒီယိုတစ်ချောင်းကြည့်လို့ရအောင်လို့ဘေးနားက Noti ခေါင်းလောက်လို့လည်းနေပေးခဲ့ကြအောင်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ